မြန်မာကိုရီးယားကောင်းဆောင်ခင်ဂျုံအွန်ဟာ AI နည်းပညာပါရှိတဲ့ကင်းထောက် drone များနဲ့အသေးခံ drone အသစ်များစားသတ်မှုကိုကြီးကြပ်ကုခဲ့ခဲ့တယ်လို့နိုင်ငံပိုင် KCNA သတင်း agency က match လ29နှစ်မှာထုတ်ပြန်ခဲ့ပါတယ်။မြန်မာကိုရီးယားဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လကတိုက်ခိုက်ရေး drone များကိုထုတ်ဖော်ပြသခဲ့မှုနဲ့အတူမြန်မာကိုရီးယားဟာ၎င်းရဲ့အစင်လာမဟာမိတ်ရုရှားနဲ့ပူးပေါင်းဆောင်ဝဲမှုဖြင့်အဲ့လိုစစ်ရေးဆွမ်းဆောင်ရေးအသစ်များထူထောင်နိုင်ခဲ့ဝယ်ရှိကြောင်းကြီးကြပ်သူများကပြောကြားခဲ့ပါတယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့မြန်မာကိုရီးယားဟာရုရှားနဲ့အထင်ကြီးကကွယ်ရေး ဘောတူစာချုပ်ကိုချုပ်ဆိုတည်ပြုခဲ့ပြီးယူကရိန်းမှာစစ်ပွဲဆင်နွှဲနေတဲ့ရုရှားကိုကူညီပေးရန်ထောင်ထဲချတဲ့စစ်သားများဆက်လုပ်ပေးနေကြောင်းဆွဆဲခံထားရပါတယ်။ရုရှားကလည်းမြောက်ကိုရီးယားရဲ့စစ်ကူပေးမှုကိုတုံ့ပြန်တဲ့အနေနဲ့မြောက်ကိုရီးယားအားစစ်ဘက်သုံးနည်းပညာများပြန်လည်ထောက်ပံ့ပေးခဲ့ဖွယ်ရှိကြောင်းတောင်ကိုရီးယားကထပ်တလဲလဲ သတိပေးခဲ့ပါတယ်။မက်စလာ28ကကင်ဟာမြောက်ကိုရီးယားရဲ့မောင်းသူမဲ့လေကြောင်းနည်းပညာစက်ရုံကထုတ်လုပ်ခဲ့တဲ့ကင်ထောက်လှမ်းရေးနဲ့အသေးခံဒရုန်းအမျိုးအစားအများပြားစမ်းသပ်မှုကိုကြီးကြပ်ကိုခဲ့ခဲ့တယ်လို့ KCNN ကဖော်ပြခဲ့ပါတယ်။မဟာဗျူဟာမြောက်ကင်ထောက်လှမ်းရေးဒရုန်းသစ်များဟာ မြေပြင်နဲ့ရေပြင်မှာရန်သူစစ်သားများရဲ့လှုပ်ရှားမှုများမတူကွဲပြားတဲ့မဟာဗျူဟာမြောက်ပြစ်မှတ်များကိုခြေရာကန်စောင့်ကြည့်နိုင်စမ်းရှိတယ်လို့ KCNE ကဖော်ပြခဲ့ပါတယ်။အဖရိကန်ဒရုန်းများဟာလည်းနီးဗျူဟာမြောက်တိုက်ခိုက်ရေးမရှိများအတွက်အသုံးပြုနိုင်မဲ့တိုက်ခိုက်ရေးဆွမ်းဆောင်ရည်များကိုပြသခဲ့ကြောင်း KCNE ကဖော်ပြခဲ့ပါတယ်။ AI ပညာသစ်တက်စင်ထားတဲ့အဆိုပါဒရုန်းများရဲ့မြင်မာတဲ့ဆွမ်းဆောင်ရည်ကိုကင်ကလေလာခဲ့ခဲ့တယ်လို့ KCNE ကဆိုပါတယ်။ ဒါအပြင်ထောက်လည်ရေး drone များကိုအသုံးပြုရန်လုပ်ငန်းစဉ်ကိုလှိမ့်မြန်စွာမြင့်တင်ရန်ရေရှည်စီမံကိန်းရေးဆွဲရေးကိုလည်းကင်ကအလေးထားပြောဆိုခဲ့တယ်လို့ဆိုပါရီထောက်လည်ရေး drone များအသုံးပြုခြင်းဟာမြန်မာခေတ်စစ်စင်ရေးအတွက်ရှင်ပြမှုဖြစ်နေတဲ့အလားအလာကိုဆက်လက်ထိန်းသိမ်းရမယ်လို့ကင်ကပြောကြားခဲ့ပါတယ်